အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အာအပြောင်းရွှေ့အစည်းအဝေးကနေပြန်လည်ပြီးရှင်းလိုက်ပါတယ်။ဘာလို့လဲဆိုတော့မနေ့ပြန်ညရင်ဒါကျွန်တော်တို့ပွဲကြို သုံးသက်ချက်တွေကြီးပဲကို share ရရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကိုတော့ဒါကျွန်တော်အပြောင်းရွှေ့အစည်းအဝေးလေးတွေကို share တင်ပေးမှာဖြစ်ပါတယ်ခေါ့။အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့တရားဝင်သိရတဲ့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့လက်ရှိမှာ Manchester City အကြောင်းလေးနည်းနည်းလေးပြောအောင် Manchester City အသင်းအနေနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့ Florian Riz ကိုဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ပြက်ကွက်ပြီးနောက်ပိုင်းမှာဒါ City အသင်းအနေနဲ့အင်္ဂလန်ကစားသမားတွေကိုပြောင်းလဲပြီးပြင်မှတ်ထားလာခဲ့တယ်။ဒါ Hugo Vieira အနေနဲ့ထူးဆန်းစွာနဲ့ပဲလက်ရှိလာမယ့်နေရာဒီမှာသူတို့ရဲ့ဒါကျွန်တော်တို့ကွင်းလယ်ပိုင်းနဲ့နောက်တန်းအတွက်ဒါအင်္ဂလန်ကစားသမား2ယောက်ကိုပြင်မှတ်ထားနေတယ်ဆိုပြီး Fabrizio Romano က Twitter မှာသူ့ရဲ့အကြောင်း င်တင်လာခဲ့တယ်။အဲလက်ရှိပထမဆုံးတယောက်ကဒါကျွန်တော်တို့ Fabio Romano ဒါတရားဝင်ပြောထားခဲ့လို့ David Austin နဲ့တရားဝင်ဆွေးနွေးထားခဲ့တယ်။ဒါကွင်းလယ်ပိုင်းကတော့ Morgan Gisway ပဲ။ဒါပြင်ကျွန်တော် Fabio Romano ကဒီနေရာမှာဒါကစားသမားတယောက်ကိုဒါကျွန်တော်တို့အသစ်တင်ခဲ့တဲ့ကစားသမားကဒါ fullback ကစားသမားပေါ့နော်။လက်ရှိမှာဒါကျွန်တော်တို့ Newcastle United မှာခြေစွမ်းပြနေတဲ့ဒါအင်္ဂလန်ကစားသမားလေးဖြစ်တဲ့ Livermanto ပေါ့နော်။ Livermanto ကိုတော့အခုလက်ရှိမှာ Manchester City အသင်းကသူတို့ရဲ့ right back နေရာအတွက်လက်ရှိဒါကျွန်တော် market ထဲမှာဒါကျွန်တော်တို့နံပါတ်1နေရာနဲ့သတ်မှတ် ထားတယ်ပေါ့အဲ့တော့လက်ရှိမှာ Manchester City ကလာမယ့်နေရာဒီမှာသူတို့အနေနဲ့ဒါကျွန်တော်တို့တနေရာတည်းမဟုတ်ဘဲနဲ့နှစ်နေရာပေါ့နော် full back နှစ်နေရာလုံးအတွက်အခုလက်ရှိမှာဒါကျွန်တော်တို့နေရာအတွက်လာရှာနေတယ်လို့သိရတယ်ပေါ့အဲ့တော့ Liverpool ကလက်ရှိမှာ Newcastle United အသင်းနဲ့မက်မက်ရ Southampton C ကနေပြီးဒါ ZGG ပေးပြီးဝယ်ယူထားခဲ့တာဖြစ်တယ်ဒီကစားသမား Chelsea လူငယ်ကယ်တမီကလာခဲ့တာဖြစ်ပြီး Southampton ကနေ Chelsea Newcastle United ကအားလုံးပေါင်းပေါင်းတန်း40လောက်နေနေပေးပြီးဝယ်ခဲ့တာကိုကျွန်တော်နေမှတ်မိတယ်ဒီမှာပါတော့ Liverpool ကလက်ကဲကိုဒါကျွန်တော်ဆက်ရောက်ချင်းမှာအဲ့လောက်ကြီးမကောင်းခဲ့မဲ့ဒါနောက်ပိုင်းမှာတော်တော်လေးက ိုအဆင်ပြေလာတဲ့ကစားသမားတယောက်လို့ပြောလိုက်ရတယ်။ဒါပြင်ကျွန်တော် Liverman တို့ကလူအဲ့လူအဲ့သူတော်တော်လေးကိုရှစ်တက်ပြီးဆော့လာနိုင်တဲ့ကစားသမားတယောက်ပေါ့နော်။ပြောချင်တာကဒါကျွန်တော် Pep Guardiola ရဲ့စိတ်ကြိုက်ပုံစံမျိုးဖြစ်လာနိုင်တဲ့ကစားသမား။ပြောချင်တာကဒါကျွန်တော် Kyle Walker ပုံစံမျိုးနည်းနည်းစံနေ။ဒါပေမဲ့ Kyle Walker လာတော့မမြန်ဘူးလို့မြင်လို့ရတယ်မဟုတ်ပါဘူး။ဒါပြင်ကျွန်တော်လက်ရှိမှာဒါ Manchester City အသင်းကတော့ရှင်းနေပြ Kyle Walker သူတို့အနေနဲ့အသင်းမှာပြန်ခေါ်ဖို့အတွက်လုံးဝအစီအစဉ်မရှိတော့ဘဲနဲ့သူတို့နဲ့ right back နေရာအတွက်လာမဲ့လူရည်ဒီမှာကောင်းကောင်းကြီးလူရှာတော့မှာဖြစ်တယ်။အဲ့တော့ Liverman တို့ကအခုလက်ရှိမှာ Manchester City စ်သွင်းအတွက်နံပါတ်1နေရာမှာဒါကျွန်တော်လက်ခံထားရကစားသမားဖြစ်တယ်။ဒါပေမဲ့ဒီကစားသမားကလက်ရှိမှာပူပူလော့လော့မန်ချက်စတာတို့ဒါနျူကာဆယ်ယူနိုက်တက်အသင်းစီကိုရောက်ထားတာမှာတကယ်တမ်းပြန်တွက်ကြည့်မလို့ဒီနှစ်နဲ့တော့မှာနှစ်နှစ်ပဲရှိသေးတဲ့ကစားသမားတယောက်ဖြစ်သေးတဲ့အတွက်ကြောင့်မလို့ဒါဈေးကတော့ဒါမန်ချက်စတာစီးတီးစိတ်ကြိုက်ဈေးတစ်ခုကိုဒါတောင်းပို့နေတာမဟုတ်ကနျူကာဆယ်စိတ်စိတ်ကြိုက်ဈေးတစ်ခုတောင်းသွားနိုင်တယ်မဟုတ်ပါ။ဒါပေမဲ့ကျွန်တော်တို့ဒါနျူကာဆယ်အသင်းရဲ့ဒီနှစ်ရအောင်မြင်တဲ့ရာသီမှာလဲလီဗာမန်တူကတော်တော်လေးကိုအရေးပါလဲကစားသမားတယောက်နဲ့အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့တယ်။အဲ့ဒီဟာရဲ့အင်္ဂလန်ကစားသမားတွေချိန်နဲ့တတ်မှုမှာလ Liverman တို့ကတကယ်ကိုအရေးပါတယ်ကစားသမားတယောက်နဲ့ပါဝင်ခဲ့တယ်ဒီနေ့မှာ Liverman တို့ကဒါကျွန်တော် ကျွန်တော် Newcastle United အသင်းရဲ့ဒါကျွန်တော်အာ Carabao ဖလားရဲ့အဓိအအဓိကမှာနေရာမှာလဲပါဝင်ခဲ့သူဒီနေ့ပွဲသမားတာ Premier League လက်ရှိအားလုံးပေါင်း36ပွဲထိဒါပွဲထွက်ပါဝင်ထားတဲ့ဒီကိုဒါအဲ Newcastle အသင်းတို့ရေးပါခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာကရှင်းတယ် Newcastle United အသင်းနေနဲ့သူတို့ဒီကစားသမားကိုလွဲလွဲကူကူနဲ့လက်လွတ်မှာမဟုတ်ဘူး100% sure ပဲဒါပေမဲ့တစ်ဖက်ကလူတဲ့အသင်းက Manchester City အသင်းဖြစ်တယ် Manchester City အသင်းကလက်ရှိလာမယ့်နေရာဒီမှာသူတို့နေတဲ့တကယ် recruiting မှာပတ်စံကိုငွေကိုတော်တော်လေးကိုအမောက်များများသုံး ်ပြီးတော့ recruit လုပ်သွားဖို့ပြင်ဆင်နေတယ်။သူတို့အနေနဲ့ခုလက်ရှိမှာအဓိကကနောက်တစ်ခုပြကျင်တာက Premier League ကိုသူတို့အနေနဲ့ငါတို့ဟာငွေသုံးနိုင်တယ်။ FFP PSR ကိုငါတို့ကကြောက်စရာမလိုပဲငွေသုံးနိုင်တယ်ဆိုတဲ့ statement တစ်ခုကိုလည်းဒါ Manchester City ဘက်ကနေပြီးတော့ပြသကျင်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါ။အဲ့တော့ City တင်းနဲ့လာမယ့်နေရာဒီမှာဒါကြောင့်မလို့ဒါကျွန်တော် Liverpool ရဲ့အပြောင်းရွှေ့မှာဒါ City ကဒါကျွန်တော်တို့တကယ်ကိုဒါ statement signing ဆိုတာတက်ဆိုင်ငွေပြင်းများသုံးပြီးခေါ်ယူခြင်းနဲ့အပြောင်းရွှေ့ဒီတဲ့ကတခုဆိုရင်တော့မှားမယ်တော့မထင်ဘူး။အဲ့တော့ပြောချင်တာက Manchester City အသင်းန နေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ဒီစာရုပ်တက်တန်းရအများကြီးကျန်တဲ့ကစားသမားတယောက်ကိုဘလောက်ဂျေပီဘီခေါ်သွားမလဲတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အခုလက်ရှိ transfer market ကဒီကစားသမားကိုဈေးသတ်မှတ်ထားတာ euro 35တန်းဈေးသတ်မှတ်ထားတယ်ဒါကိုဒါလက်ရှိမှာဒါကြောင့် Manchester City တင်းနဲ့ဘယ်ဈေးပီဘီခေါ်သွားမလဲတေချာတကူအခုလက်ရှိမှာဒါကျွန်တော်တို့ Newcastle United က euro 35တန်းဆိုတဲ့ဈေးနဲ့ပေါင်တန်း30ဆိုတဲ့ဈေးနဲ့ဒါ Manchester City ကိုဘယ်လိုနည်းနဲ့မှဒီကစားသမားကိုရောင်းသွားမယ်လို့ကျွန်တော်အနေနဲ့လုံးဝလုံးဝမထင်ဘူးတေချာတကူအနည်းဆုံးသူတို့နဲ့ပေါင်တန်း ်90နဲ့တန်း60ကြားဒါမန်ချက်စတာစီးတီးစီကိုတောက်တော့ပြောတာဒါပေမဲ့စီးတီးတင်ကတော့ရှင်းတယ်ဗျဒီလောက်ကြီးလုံးဝပေးဖို့အစီအစဉ်မရှိဘူးသူတို့နဲ့ဒီကစားသမားကိုလက်ရှိ market rate ရပေါင်တန်း30နဲ့40ကြားလောက်ပဲတတ်မှတ်တယ်အများဆုံးပေးမိုင်းကွန်ပေါင်တန်း40လောက်ပဲပေးဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့စီးတီးတင်ရဲ့လက်ရှိ number 1 target ကတော့ full back ကစားသမား right back နေရာအတွက် target ကတော့ livermento ဖြစ်တဲ့အကြောင်းကိုဒါ fabio romano ကသူ့ရဲ့ twitter စာမျက်နှာပေါ်မှာတရားဝင်ရေးသားဖော်ပြလာကြောင်းစီးတီးတင်နေတဲ့ဒီအပြောင်းအရွှေ့ကိုလာမယ့်နေရာဒီမှာဖြစ်အောင်လှုပ်သွားဖို့အတွက်ရာဂ ုင်နှုန်းတွေများနေတဲ့ဆွဲသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်ထပ်တစ်ယောက်အနေနဲ့လက်ရှိမှာ Morgan Gateway စီးတဲ့ Florian Risk ကိုဒါ miss out ဖြစ်သွားပြီးနောက်ပိုင်းမှာသူတို့အနေနဲ့ Lament New Year ဒီမှာ attacking midfielder နေရာအတွက်လက်ရှိ market တွေထဲမှာဆက်လက်ပြီးရှာဖွေနေစေဖြစ်တယ်။အခုလက်ရှိမှာ number 1နေရာမှာသတ်မှတ်ထားတာ Morgan Gateway ကိုသတ်မှတ်ထားပြီးတော့ Colin Halaria ရဲ့ Manchester City နဲ့ Morgan Gateway နေတာပုံကူကြီးရဲ့သဘောတူညီမှုအတွက်တော်တော်လေးကိုနှီးဆက်နေပြီဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတယ်ဖြစ်တယ်။အဲ့တော့ Morgan Gateway ကိုတကယ်နဲ့ပြန်စစ်ဆေးကြည့်မယ် Manchester City နဲ့တကယ်မစိုးဘူးလို့ ပြောလိုက်ရတဲ့အဲမှာပါဒါပေမဲ့ပြဿနာအပြစီးတီးသင်းကလေဒါအင်္ဂလန်ကစားသမိုင်းနဲ့ပတ်သက်ရင်ဒါကန်ကောင်းတယ်လေပြောလိုက်ရကန်ဆိုးတယ်လေပြောလိုက်ရတဲ့အဲမှာပါဥမာဒီကစားသမိုင်းတွေကသူတို့စီရက်ရောက်ချင်းမှာဒါမဆိုးဘူးပုံစံမျိုးတွေ့ရမယ်နောက်ပိုင်းမှာနည်းနည်းလေးခြာသွားတယ်ဥမာလက်ရှိမှာဂျွန်စတုန်အကိုက်ဝေါ်ကာတော့ဒါကျွန်တော်တို့စီးတီးအသင်းရဲ့တကယ် legend တစ်ယောက်ဖြစ်တဲ့တိတ်ပြီးဘာမှပြောစရာမလိုဘူးလို့မြင်တယ်ဒါကျွန်တော်တို့စတာလင်ဒါကျွန်တော်တို့လက်ရှိ Jack Grealish ပေါ့နော်အဲ့တော့ဒါ Manchester City အသင်းနဲ့အင်္ဂလန်ကစားသမိုင်းတွေဝယ်ပြီးဆိုရင်ဒါဝယ်ဝယ်ချင်းမှာတော်တော်လေးအသင်းမှာဒါဝယ်ချင်းဆိုရတဲ့အသင်းကို tight တဲ့ impact ပြတဲ့လောက်ပြပေးဒါပေမဲ့ တင်တာလောက်အမြဲတမ်းမကောင်းတဲ့ပြဿနာရှိရတော့ Morgan Gateway ကိုအခုလက်ရှိမှာ City Thing ကသူရဲ့ကွင်းလယ်ပိုင်းနံပါတ်တနေရာထားရတယ်။ကစားသမားကလည်းစာချုပ်တဒံရနှစ်နှစ်ပဲကြံ့တော့ဒါကြောင့် City စိတ်ကြိုက်ဈေးတစ်ခုအနေနဲ့သွားမလားဆိုတော့တခြားတော့ကြည့်ရမယ်။အခုလက်ရှိမှာကစားသမားအသက်အရွယ်က25နှစ်ပဲရှိပြီးတကယ်ကိုအရွယ်ကောင်းတစ်ခုလို့ပြောလို့ရတယ်။ငကိုတဲကလည်းဒါ Premier League မှာ experience ရှိပြီးသားကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့် City Attack ကတော်တော်လေးကိုအရေးပါလာနိုင်မဲ့ကစားသမားဖြစ်တယ်။ကစားသမားကိုယ်တိုင်က City Thing ကိုလုံးဝလွယ်လွယ်ကူကူညှင်းပယ်သွားမှာပဲ။လက်ရှိမှာ Northern Forest တွေဒါကျွန်တော်တို့လာမဲ့ မနေ့ပြန်ပွဲစဉ်ရဲ့ဒါအခြေအနေပေါ်လည်းအများကြီးမူတည်တယ်။ Northern Force အသင်းနဲ့ခုလက်ရှိမှာတေကြာတကွာ Champion League ဝင်ခွင့်အတွက်အခြေအနေတွေကမကောင်းတော့တဲ့အတွက်ကြောင့်သူကစားသမားကတော့ရှင်းတယ် Champion League ဝင်ခွင့်တေကြာတဲ့ Manchester City အသင်းကိုပြောင်းဖို့အတွက်ဒါရည်ရွယ်တယ်။အဓိကတော့ဒါ Pep Guardiola လည်းအောက်မှာဒါကျွန်တော် Morgan Gifford ဆော့ကျင်တယ်ပေါ့နော်။အဲ့တော့ Morgan Gifford ကို Manchester City အသင်းနဲ့ဒါပုံကိုကြီးရဲ့သဘောတူညီမှုနှိစက်တယ်ဆိုတာသိပြီးတော့ထူးဆန်းတဲ့သတင်းတစ်ခုတော့မဟုတ်ဘူး။ကစားသမားကိုယ်တိုင်ကလက်ရှိမှာ Manchester City အသင်းကသူ့ရဲ့ Dream Destination တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့သူကဒီအပြောင်းအရွှေ့ကိုလွယ်လွယ်ကူကူနဲ့သူ့ဘက်ကဖြစ်လာနိုင်မှာမျိုးလေ။ မဲ့ပြဿနာက Northern Forest ရဲ့ပိုင်ရှင်ပဲပိုင်ရှင်နေနဲ့အခုလက်ရှိလာမဲ့နေရာဒီမှာသူတို့နေနဲ့အကဲ Europa League ရောက်ခဲ့မယ်ဆိုရင်တော့ Europa League ကိုတင်ပိုက်ဖို့သူတို့နေနဲ့စဉ်းစားတော့မယ် Morgan Gisworth ကလက်ရှိ Manchester Northern Forest အသင်းတို့တကယ်ကိုအနာဂတ်မှာမရှိမဖြစ်ဖြစ်တဲ့ကစားသမားတယောက်နဲ့လက်ရှိမှာ Northern Forest ရဲ့ပိုင်ရှင်တယောက်ကသတ်မှတ်ထားတယ်။အဲ့တော့ Manchester City အသင်းအနေနဲ့ Morgan Gisswright ကိုလိုချင်တယ်ဆိုရင်တော့တစ်ဖက်က Manchester ကိုတစ်ဖက်က Northern Forest အသင်းရဲ့ပိုင်ရှင်တို့အုပ်စုဈေးကင်တာခံရမယ်လို့မြင်တယ်။ဒါပေမဲ့ဒီနေရာမှာ fighting chance တစ်ခုရှိလာနေတဲ့ Manchester City အသင်းသား Morgan Gisswright ကိုပုတ်ကိုရေးရာရသဘောတူညီမှုရခဲ့မယ်ဆိုရင်ကစားသမားဘက်ကဒါကျွန်တော်တွန်းလန်းတွန်းလန်းလုပ်ခဲ့မယ်ဆိုရင်ဒီအပြောင်းအရွှေ့ကမြန်မြန်ဆန်ဆန်ဖြစ်သွားပွေရာရှိလို့ကျွန်တော် ယ်တွေ့ရမယ်တော့ပါတယ်ဟိုမှာပြကိုမောက်ကန်ကိစ္စရတာကျွန်တော် CD နဲ့ဒါပုံကူရေးရသဘောတူညီမှုရတဲ့အချိန်မှာကစားသမားကဒါ training ပြက်ကွက်တာတော့အသင်းပြောင်းမှုတွေဒါအသင်းကိုတိုက်တွန်းတာတော့အသင်းကိုဒါသူ့ကိုတရားစီရင်တင်ပေးပါတော့ လက်ရှိမှာဒါကျွန်တော် market value ရ Morgan Gaswide ကိုတော့ဒါ Euro 1050ဈေးသတ်မှတ်ထားတယ်။အပြင်ပေါက်ဈေးကိုလည်းဒါကျွန်တော်တေချာတစ်ခုကတစ်ဖက်က Northern Forest က Kohler Hala တွေကပေါင်တန်း100ဒေါ်လာဈေးတင်မယ်ဆိုပြီးတရင်ဆိုတာအဓိကတော့ဗျာခုနပြောသူပဲဒါသူတို့နေဒီကစားသမားဒီဈေးတန်တယ်ဆိုတာနဲ့ Morgan Gaswide ကို Northern Forest ကဒီဈေးဘာလို့ထားလဲသူတို့နေလာမယ့်ညရာဒီမှာဒီကစားသမားမယောင်းချင်လို့ဒီဈေးကိုထားတယ်လို့ပြောလို့ရတယ်။စီတီသိနေအဖြေကရှင်းတယ်ဒီနေရာမှာဒီကစားသမားကိုခေါ်ယူချင်တာကပုံကိုရရသဘောတူညီမှုလုပ်မယ်။ကစားသမားအပိုင်ချုပ်မယ်ပြီးရင်တော့ဒါအသင်းနဲ့တင်ကြဆွေးနွေးမယ်ကစားသမား မှာအင်းညောင်းအင်းညောင်းလို့အသင်းလည်းဘာမှမလုပ်လို့မရဘဲနဲ့အသင်းကထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့ပုံစံမျိုး CD အသင်းကနားဖို့ရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပြော Manchester City အသင်းနေနဲ့ဒီအပြောင်းရွှေ့မော်တာ attacking midfielder နေရာအတွက်တကယ်ကိုအကြီးအကျယ်ကျူးစွာတယ်အခုလက်ရှိမှာ number 1နေရာမှာ Morgan Gisswhite တယောက်ပဲရှိတယ်လို့ပြောလို့ရတယ်မှာပါဒါပေမဲ့လက်ရှိမှာ Livermore ကိုလည်း right back နေရာအတွက် number 1ပြင်ပထားရတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါ့ကိုညွှန်ပြရပါတယ်မမိုင်းလည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point zone နဲ့ DB4 ကြီးတို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆိုကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ကများများလေးလည်း click ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3 point zone နဲ့ DB4 ကြီးတို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်ဆိုကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ကများများလေးလည်း click ဖို့မမေ့ကြပါနဲ့များများ click မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးကြွတူပါရဲ့ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲ ကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ကျွန်တော်တို့ကြည့်ပါဦးဒေးပါဗျာ